ငလင်ဘေးမှာအင်းလင်းဒေတာမှာရှိတဲ့သာသနာအမွေနဲ့ရှားပါမြမမှုလက်ရာတွေတင်းရှိရာရှေးဟောင်းဖုန်ကြီးကျောင်းထိခိုက်ခဲ့တဲ့အတွက်ပြင်ဆင်မှုတွေဆောင်ရွက်နေရလို့သိရပါဗျ။အဆိုပါကျောင်းမှာရှားပါမြမမှုလက်ရာဖျားဆင်းနေတော်တွေပလင်တွေနဲ့ရှေးဟောင်းသာသနာအမွေနဲ့များစွာရှိပြီးပြရင်းပြပါကခရီးသွားတွေစိတ်ဝင်စားတဲ့နေရာတစ်ခုလည်းဖြစ်တယ်လို့သိရပါဗျ။ကျောင်းသက်တမ်းကနှစ်ပေါင်း180ကျော်ရှိပြီးရှေးကလေးကကျောင်းတကာအများစုစုပေါင်းဆောင်လုပ်ခဲ့ကြတာပါ။ ရှင်းအောင်လက်ရအဝင်နှစ်တွေအများပြားရှိတယ်။အလူရှင်တွေတဦးချင်းလှူခဲ့ကြလို့တစုတဝေးတည်းရှိနေတာပါ။တခြားနေရာကနေတခုချင်းစီစုပြီးထိမ့်သိမ်းထားတာတော့မဟုတ်ပါဘူး။စောင်းရှောက်လာတာကြောင်းနိုင်စရာတော့ခုနှစ်ဆက်လောက်ရှိပါပြီ။ရှင်းလက်ရတွေကပန်းဆွဲတွေထောင်ပန်းတွေမှာ သစ်ဆေးတယော ပြီးတော့ဗဒိန်လက်ရာပုံစံမျိုးတွေဗဒိန်ပန်းလိုတွေတချို့ကထွင်းနေတချို့ကဗဒိန်လိုနန်းဆွဲပြီးပန်းကွက်ခွေအပေါ်ကသစ်ဆေးသရိုးကင်ပြီးမှန်စီရွှေကြထားတာပါအနုစိတ်လက်ရာတွေပါတက်သားကိုအနုစိတ်ထွင်းပြီးအပေါ်ကသရိုးကင်သရိုးပန်းပေါ်မှန်စီရွှေချတာတွေပါဒီလက်ရာတွေကဒီဘက်ဒေတာကပဲရှေးကပညာရှင်တွေလက်ရာပါမျိုးဆက်တွေတော့ကြံသေးပေမဲ့ဒီလောက်ထိလက်ရာမီအောင်မလုံနိုင်ကြတော့ဘူး အင်းလေးကိုလာကြတဲ့ပြရင်းပြပခေးသွားတွေဒီကိုလာပြီးလေးလာကြတယ်။ရှေးအောင်ကြောင်းကြီးရောရှေးအောင်ဖျားဆင်းသူတော်တွေပလင်တွေရောမြမမှုလက်ရာတွေကိုအလေးနက်ထားပြီးလေးလာလေးရှိပါတယ်လို့ရှေးအောင်အမွေနှစ်များထိမ့်သိမ်းရာငဖေချောင်းကြောင်းတိုက်ကဆေးရတော်ဗဒနာစန္ဒာသီရိကမိန်ပါတယ်။ငလင်ဘေးမှာကျောင်းပေါ်ကအမွေနှစ်တွေပြည့်စည်မသွားတာတော်သေးတယ်။မဟုတ်ရင်အစားထိုးလို့ရမှာမဟုတ်ဘူး။တက်မိုးကြီးတယ်။ကျောင်းအဆောက်အုံကတော့အတော်ရိုင်းသွားတယ်။ပြန်မတ်နေရတယ်။အလေကပင်မဆောင် ဖျားဆောင်ဇေဒဝန်ဆောင်မော့အတော်ရိုင်းသွားတယ်။အဆောင်အုံကြီးကပြိုကျမသွားလို့တော်သေးတယ်။မဟုတ်ရင်ရှင်းအောင်အမွေနှစ်တွေကပျက်စီးဆုံးရှုံးသွားနိုင်တယ်။ငလင်ဘေးမှာမြင်းနဲ့စံတောင်ရဲ့အပေါ်ထိတ်ကထီးတချို့လဲတာတော့ရှိတယ်။ဖျားဆင်းသူတော်တွေလဲကြပျက်စီးတာတော့မရှိခဲ့ပါဘူး။အဆောင်အုံကိုပြန်ပြီးထုမတ်နေရတော့ရှင်းအောင်ပျက်စီးတွေမထိခဲ့အောင်ကျောင်းရဲ့ထားလို့ရတဲ့နေရာတွေမှာမျှထားထားရပါတယ်လို့အဆိုပါဆရာတော်ကဆက်လက်မိန့်ပါတယ်။ရှင်းအောင်သာသနာအမွေနှစ်များထိမ့်သိမ်းထားရှိရာ ညောင်ရွှေမြို့နယ်အေးလေးဒေသမှာရှိတဲ့ငဖယ်ချောင်းကျောင်းတိုင်မှာနှီးဖျား6ဆူ၊ကြောင်စင်းတို့ဖျား66ဆူရှင်အောင်ပလင်တွေနဲ့ဖျားကျောင်းဆောင်28ဆောင်ရှိပြီးရှားပါမြန်မာမှုလက်ရာတွေထိမ့်သိမ်းထားရှိထားတယ်လို့သိရပါဗျ။